မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့တနစ်တာသတင်းအတူတူဆူစည်းတင်ဆက်တဲ့အစီအစဉ်ကနေဒီကနေ့ရရှိတဲ့သတင်းတွေကိုဆူစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအဦးဆုံးသတင်းအနေနဲ့ကတော့မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရော့ကတ်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမြို့ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို short tight ရော့ကတ်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှအရာရှိ၃ဦးအပါအဝင်22ဦးတေဆုံးပြီး C9000 စကိုင်းယုံနဲ့ကိုရိတ်ခါကိုတော်တို့လည်းမီးလောင်ပောက်ကွဲခဲ့ကြတဲ့ ရှင်တွင် rocket brother တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုတယ်ဇွန်လ29ရက်နေ့ညနေ9:30မိနစ်ခန့်အချိန်မုံရွာမြို့နယ်အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကိုတော်လိုင်းတပ်ဖွဲ့များက short type rocket ဒုံ10လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်ထိုတိုက်ခိုက်မှုအတွင်စစ်ဌာနချုပ်တိုင်းရုံးမှအရာရှိ2ဦးအရာရှိဇနီး4ဦးနှင့်စစ်တီ12ဦးပွဲချင်းပြီးတေဆုံးခဲ့ပြီးအပြင်းထန်ဒဏ်ရာရတော့အရာရှိ4ဦးစစ်တီ15ဦး ဘုံမှုများအိတ်ကလေးနှစ်ဦးကိုယင်းနဲ့ညနေ6နာရီခန့်တွင်ဂရင်300တဆခွဲလေးတက်စေးရုံကိုပို့ဆောင်ခဲ့ရကြောင်းဆိုပါဖွဲ့ကြော်ရေးပြောဆိုချက်အရတည်ရပါတယ်ဇွန်လ28ရက်နေ့တွင်အဆိုပါပြင်းထန်တဲ့ရရှိလူနာထဲမှအရာရှိတအုပ်ဘုံမှုကလေးတအုပ်နှင့်စစ်တီနှစ်ဦးထပ်မံတေဆုံးခဲ့ကြောင်းတေဆုံးသူများကိုယနေ့ဇွန်လ29ရက်နေ့တွင်နမခစစ်တင်းိုင်းတွင်အလုံမြုပ်တရဏဏကုံတင်းိုင်းတွင်နာရေးများပြုတ်လုခဲ့ကြောင်းတည်ရတယ် တိုက်ခိုက်မှုတွင်နမခစစ်တမ်းရုံအတွင်းရှိစီကိုတောင်ပောက်ကွဲကတန့်နှလုံးပြက်စီးခဲ့ပြီးစကန်းရုံနှင့်ရိတ်ခကိုတောင်တွဲမီးလောင်က RB တွဲ40လိုင်းကန်းများလည်းထိမှန်ပြက်စီးခဲ့ကြောင်းအရာရှိရိတ်တာတွင်ရက်ထားတဲ့အိမ်စည်းကားနှစ်စီးမီးလောင်ပြက်စီးခဲ့ကြောင်းသိရတယ်တိုက်ခိုက်မှုကိုချင်းဒရင်ရော့ကတ်ညီနောင်ဦးဆောင်၍မဟာမိတ်တပ်ဖွဲ့ဖြစ်သောချိုမိုင်မိုင်ကနီ Anonymous Hero Children Brother နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လေချောင်းရံနှင့်စစ်ရဲတရင်ပေးဖို့တော့အထက်ပမာသည် Air Defense Force and Stevet အဖွဲ့ကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း Children Rocket Brother အဖွဲ့ကပြောဆိုထားပါတယ်နော်နဲတော့အောင်မြင်မှုမဟုတ်ပါဘူးအဲ့တော့ Rocket ဒီ Short Night Rocket Rocket တုံးတလုံးတလုံးအလုံးတလောက်လောက်ရှိတဲ့ဟာဒီအလုံးနဲ့တွေ့ဦးမှာပါနော်ဒီတလုံးရဲ့ပောက်ကွဲအားဘယ်လောက်ထိရှိလဲဆိုတာအဲအလုံးခံမှန်းကြည့်လို့ရပါတယ်အခုအရင်ပိုင်းတွေမှာကျွန်တော် Short Night Drone တွေကိုလုတ်တဲ့နေရာမှာအဲမျက်ရှောက်ဝဲထားတွေပါပေမဲ့အခုနောက်ပိုင်းမှာကျွန်တော်တို့ တိုင်းတပ်ဖွဲ့တွေကနေဝန်ကြီးဌာနကနေထုတ်ထုတ်တဲ့ဟာတွေကအစကျွန်တော်အတုံးပြူလာနိုင်တာတွေ့ရတယ်အဲ့တော့အခုလိုမျိုးဒီစစ်ဌာနချုပ်ကိုတောင်မှ short တိုက်ဒုံးနဲ့လာပြီးတော့စော်လို့မစစ်ခွေးတွေမတာပေါ်တဲ့အဆင့်ရောက်ပြီဆိုတဲ့စဉ်းစားကြည့်ပေါ့ဒါပေမဲ့ဂျားတဲ့ကနေအရွယ်မြောက်တဲ့ကလေးတွေထိမှန်တာတော့ဒါတော့သူကံပေါ့နော်ဘာဖြစ်လို့လဲသူတို့ပြောနေပြောပြောရရင်တော့အကျန်းဖက်ဓမားနေနဲ့အတူတူရှင်တွဲနေထိုင်တော့လဲအကျန်းဖက်ဓမားတွေရုပ်မှမှုကြောင့်အခုလိုမဆိုင်တဲ့ဒူတွေထိခိုက်မှာပေါ့နော်ဒါကျွန်တော်ပြောတာမဟုတ်နော် ငမဲလုံးလည်းပြောခဲ့တယ်အဲသူတို့ဘောမနေတယ်ပြောခဲ့တယ်အဲ့တော့အကျန်းဖတ်နှမနဲ့အတူရှင်တွဲမနေထိုင်ကြဘူးဒါတည်းရဲ့တတိယဟုတ်ကဲ့ဒုတိယတတိယနှစ်ဖုတ်ကတော့အကျန်းဖတ်စစ်ကောင်စီကနေ့တိုင်းဘုံကျဲနေလို့ကြေးရွာ25ရွာမှာတောင်းနဲ့ရှိတဲ့တီတူတွေထွက်ပြေးတိမ်းချောင်နေရတယ်ဆိုတဲ့တတိယမဖြစ်ပါဘူးမကွေးတိုင်းပေါင်းမြို့နယ်အတွင်းရိတ်ခါလာပို့တဲ့ရင်နှံ80တွားနိုင်ရင်အကြမ်းဖက်စစ်တပ်ကကြေးရွာများကိုလေကြောင်းဖြင့်နေ့စဉ်ဘုံကျင်းနေကြေးရွာ25ရွာမှာတောင်းနဲ့ချီတဲ့ပြည်သူများတွေတိမ်းချောင်နေရကြောင်း ပေါင်းမြို့နယ်လူသားစာနာဌာနမှာတာဝန်ရှိသူတူကပြောတယ်ဒေလ28ရက်နေ့မှာစတင်ပြီးပခုတ်ကူမြို့မှာတရားနဲ့တက်မှထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကြီးရိတ်ခါဖို့ရင်နန်းကိုတော်လိုင်းတပ်ဖွဲ့များကလမ်းတစ်လျှောက်လိုက်လံတိုက်ခိုက်နေပြီးလက်ရှိအချိန်ထိပေါင်းမြို့နယ်အတွင်ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲပိတ်ဆို့ခံရကြောင်းတည်ရတယ်စစ်ရင်တန်းဆက်လက်ထွက်ခွာနိုင်ရန်အတွက်အကြမ်းဖက်စစ်တပ်ကလမ်းပိုင်းတစ်လျှောက်ရှိကြေးရွာတွေကို Jet Fighter Y12 စက်တပ်လေဒီများဖြင့်နေ့စဉ်ဘုံကျဲတိုက်ခိုက်နေခြင်းကြောင့်ကြေးရွာနေပြည်သူများသည့်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းတည်ရတယ် လက်ရှိချိန်တွင်ကြေးရွာပေါင်း25ရွာမှတထောင်ကျော်သည့်တလတ်နီးပါးကြာသည့်အထိနီးစပ်ရကြေးရွာများနှင့်တောတောင်များအတွင်စစ်ဘေးရှောင်နေရပြီးအချိန်ကာလကြာမြင့်လာတဲ့အမျက်မိုးမိုးကအစားအသောက်နှင့်စေဝါများလိုအပ်လာကြောင်းသိရတယ်စစ်သက်စစ်ကြောင်းသည့်ပြည်သူ၃ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးပြည်သူ15ဦးကိုလည်းလူသားတိုင်းအဖြစ်ဆက်လက်ဖမ်းဆီးထားကြောင်းထို့ပြင်အကြမ်းဖက်စစ်တပ်ကပြည်သူများနေထိုင်သည့်ကြေးရွာများသာသနာအဆောက်အုံနှင့်စစ်ဆောင်ပြည်သူများကိုလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးလည်းတေဆုံးခဲ့ကြောင်း ကမ္မဒေတာတော်နိုင်ရေးတက်ပေါင်းစုတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့တော့အားလုံးတည်တဲ့အတိုင်းပါပဲကျွန်တော်ခဏခဏပြောတဲ့စကားเนาะညီပြင်းမှာစစ်ကြောင်းတွေထိုးကြတဲ့အထဲမှာတော်နိုင်ရေးဘက်ကစစ်ကြောင်းထိုးလို့ဘယ်ရွာပြည်သူမှရွာလုံးကျပြေးရဆိုတော့ထုံးစံမရှိဘူးဒါပေမဲ့အကြမ်းဖက်သမားတွေစစ်ကြောင်းထိုးရင်တော့ရွာလုံးကျပြေးနိုင်ပြေးမပြေးနိုင်ရင်တော့မသာပေါ်ဘူးလားပြင်ထားပြီးတော့အဲ့တော့တိုင်းပြည်ကိုကာကွယ်ဆောက်ရှောက်တဲ့တပ်မတော်ဒီ PDF တွေလားအကြမ်းဖက်စစ်ကောင်စီလားဆိုတာဒါတွေကိုကြည့်ချင်းအဖြစ်အပြေဖော်နိုင်ပါတယ်အဲ့တော့အကြမ်းဖက်သမားတွေကို အမြင့်ပြတ်ဖို့အတွက်ပြည်သူတွေကတော့လောလောဆယ်ပေးဆက်နေတာနော်။ဟုတ်ကဲ့တတိယတပင်းသတင်းတစ်ပုဒ်ကတော့ငွေကျပ်350ပေးတာတော့မှပြန်မလွတ်ဘဲနဲ့စစ်မှုထမ်းအဖြစ်တပ်သားစုဆောင်းကန်ထိတယ်ဆိုတဲ့စစ်ကောင်စီရဲ့လှုပ်ရပဲဖြစ်ပါတယ်။မန္တလေးတွင်ပေါ်တာဆွဲခံရပြီးနောက်ငွေကျပ်350ကိုစစ်တပ်ကိုပေးခဲ့ရတော့တယ်ပြန်မလွတ်ဘဲစစ်မှုထမ်းအဖြစ်တွတ်တွင်းခံရတော့တပ်သားတိရဲရင်ခံညာအလင်းဝင်လာကြောင်း KNN ကသတင်းထုတ်ပြန်တယ်။မန္တလေးတိုင်းပြည်ကြီးတခုမြို့နယ်တွင်စစ်တပ်ကရဲရင်ခံညာနှင့် တငယ်ချင်းတအုပ်ကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုမထမ်းလို့လင်ငွေကျပ်350ပေးရမည်ဟုတောင်းခဲ့ကြောင်းငွေကျပ်350ပေးခဲ့တော်လဲစစ်တပ်ကပြန်လွှတ်မပေးဘဲငွေလဲယူလူကိုလဲအတ္တမစစ်သားဖြစ်စူဆောင်းကြောင်းအလင်းဝင်လာသူစစ်မှုထမ်းတပ်သားတိရဲရင်ခန့်ညာကပြောဆိုတယ်ကျွန်တော်တို့ကိုလမ်းမှာစစ်ပြီးခေါ်လာပြီးတော့ကြောင်မီတွေစခန်းကိုပို့လိုက်တယ်ပြီးတော့ကျွန်တော်တို့အမေတွေကိုခေါ်ပြီးတော့ပြန်ထွက်ချင်ရင်ပတ်စံ350ပေးရမယ်ဆိုပြီးပြောတယ် ကျွန်တော်တို့အမေရိကန်လည်းပတ်စံ350ပေးလိုက်တော့ကျွန်တော်တို့ကိုညတွင်းချင်းပဲပြည်ဦးလင်စုဆောင်ရေးကိုပို့လိုက်တယ်။ပြည်ဦးလင်မှာ10ရက်လောက်ထားပြီးဘာထူးတင်နှန်းချောင်းကိုပို့လိုက်တယ်ဟုအလင်းဝင်တပ်သားရဲရင်ခန့်ညာကရှင်းပြတယ်။အာရမစစ်သားစုဆောင်ခံရတဲ့စစ်ကောင်စီတပ်သားရဲရင်ခန့်ညာကတမ55လောက်ခန့်ခမရ11ခွန်မှအောင်စင်ရစစ်ကြောင်းထံသို့ပို့ဆောင်ခံရပြီးနောက်စစ်တပ်မှထွက်ပြေးက KNN ထံအလင်းဝင်လာခြင်းဖြစ်ကြောင်းသိရတယ်။ကဲစဉ်းစားစဉ်းစားကြည့်ပြီးတော့နော်ဘလောက်ရုပ်မာပြီးတော့ဘလောက်အောက်တန်းကျဖာကျတဲ့ နော်ဒီစစ်ဘောင်းဘီဝတ်တွေလဲဆိုတာအဲ့ဒါမြင်တဲ့အတိုင်းပဲနော်ဟိုတလုံးကလည်းကျွန်တော်တို့တနင်္လာရီတိုင်းကနေအင်တာဗျူးတစ်ခုကျွန်တော်မေးထားတာတွေ့မှာပါအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားနှစ်ယောက်နော်ဘလိုပုံစံမိတာလဲဆိုတော့ KDB ရအပြန်အုတ်ကြီးသားနဲ့ KDB ရအပြန်မှာစစ်တပ်ဂိတ်ကနေဖမ်းပြီးတော့စစ်တော့အုတ်ကြီးသားပါတော့အကျိုးအကြောင်းပြောရင်လှုပ်ပေးမှာပဲထင်ပြီးတော့အစစ်စေးခံတဲ့ဂျီဂျီဗျူနဲ့အဲ့တော့စစ်စေးပြီးတော့ချက်ချင်းဖမ်းပြီးတော့စစ်သားစုဆောင်နေပို့လိုက်တယ်အုတ်ကြီးသားတော့လွတ်သွားတယ် ဆိုတော့ဒီလိုမျိုးရောက်มาပြီးတော့ပြည်သူကိုလုံးလို့တလို့เนาะဖန်စီတက်ပြတ်နေတဲ့လောက်ရက်ခါအင်မတန်ကိုအကြမ်းဖက်တဲ့လောက်ရက်ပဲတာအဲ့တော့ဒီလိုအကြမ်းဖက်သမားတွေကိုကျွန်တော်တို့ကဟိုတဦးတယောက်တည်းရှင်းနေတယ်တစ်ဖက်တစ်စုတည်းတိုက်နေတော့ဘရောမနိုင်မှာမဟုတ်ဘူးဒီ2023ຫນွေဦးတော်နိုင်ရေးတို့အခင်းချင်းမျိုးမှာကိုလဲနိုင်တဲ့နေရာကပါဝင်ပြီးတော့အားလုံးစုပေါင်းပြီးတော့အာနာရှင်ကိုအမြင့်ဖြတ်မယ်ဆိုရင်တော့ဂျိန်းနေနိုင်ပါလိမ့်မယ်ဒါကြောင့်မလို့ဒီစစ်မှုထမ်းဥပဒေကြောက်ပါတယ်ဆိုပြီးတော့ကိုတယောက်တည်းကြောက်နေလို့တော့ဘာမှဖြစ်မလာဘူး ကြောက်တယ်ဆိုလို့ရှိရင်အဲ့ဒီစစ်မှုထမ်းဥပဒေလိုမျိုးမတရားမှုလုပ်တဲ့ကောင်တွေကိုနိုင်အောင်တိုက်ခိုက်စေဝေးကြောက်ဟုတ်ကဲ့နောက်ထပ်ဒီနေ့ဘုတ်ကတော့ရခိုင်ပြည်နယ်အပါဝင်နဲ့တိုင်းနယ်ပြည်နယ်မှာပုတ်ကလိကလုံခြုံရေးကော်မတီဖွဲ့စည်းထားကြောင်းအကြမ်းဖက်အာဏာရေးစစ်ကောင်စီကထုတ်ပြန်ပါတယ်တရုတ်လုံခြုံရေးများရောက်ရှိနေသည့်ရခိုင်ပြည်နယ်အပါဝင်တိုင်းနယ်ပြည်နယ်အလိုက်ပုတ်ကလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကုကရေးကော်မတီများဖွဲ့စည်းထားကြောင်းစစ်ကောင်စီကဇွန်လ20ရက်နေ့28ရက်နေ့တွင်ထုတ်ပြန်ပါတယ်မြန်မာနိုင်ငံပြန်တန်းဝင်မြန်မာဖော်ပြတာဖြစ်ပါတယ် အဆိုပါကော်မတီများကိုစစ်ကောင်စီခန့်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများကဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီးအဖွဲ့ဝင်14ဦးစီဖြင့်ပြီးခဲ့တဲ့မေလ23ရက်နေ့တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းဆိုပြထားပါတယ်။ကြီးကြပ်ရေးကော်မတီတွင်မြမဆက်သွယ်ရေးလုပ်ငန်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ကိုယ်စားလှယ်များနှင့်ပြည်နယ်ရဲတပ်ဖွဲ့တို့လည်းပါဝင်တယ်။ပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းများတွင်နိုင်ငံသားများကိုလက်နက်ကင်ဆောင်ပါခွင့်ပြုသည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေပြဋ္ဌာန်းပြီးအစင်းစင်အကောင့်ထဲပေါ်လာခြင်းဖြစ်သည်။ဩက္ကဋ္ဌဒုဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလိုင်စင်တုံးမဟုတ်ခွင့်ပြုမိတ်လျှောက်ထားခြင်းဆိုင်ရာညွှန်ကြားချက်ကိုဇွန်လ16ရက်နေ့ကအတီးပြုထုတ်ပြန်ပြီးဖြစ်ကြောင်းအတိပေးခဲ့တယ်။လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအရပြည်တွင်းကုမ္ပဏီများအပြင်တရုတ်အပါဝင်နိုင်ငံခြားကုမ္ပဏီများအနေဖြင့်အဆိုပါလိုင်စင်ကိုလျှောက်ထားနိုင်ပြီဖြစ်တယ်။ကဲဒါကတော့ရှင်းပါတယ်။မင်းအောင်နိုင်ကအာနာတိန်နဲ့အကြမ်းဖက်တယ် အကျန်းဖက်လို့ပြည်သူကိုမနိုင်တော့ပြည်သူကရရလက်နဲ့ပြန်လဲခုခံရင်းနဲ့အခုခုခံတွန်းလန့်စစ်တွေမှာသူတို့ဘက်ကအရှုံးကြီးရှုံးလာတဲ့စစ်ရှုံးပုံစိုးမှအကျန်းဖက်ကောင်စီဟာသူတို့ကိုယ်တိုင်တိုက်လို့မရတဲ့အစုံမှာနိုင်ငံတကာချင်းချင်းပြောရင်တော့တရုတ်တို့ရုရှားတို့ကိုဂျင်းစားတက်တွေခေါ်ပြီးတော့ပြည်သူကိုပြန်တိုက်ဖက်အကွက်စင်တာပါရှင်းရှင်းလေးပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီခန့်စရာအကြောင်းမရှိဘူးပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီခန့်မယ်ဆိုလဲ အဲ့ဒီကုမ္ပဏီတွေမှာတာဝန်ထမ်းဆောင်တာတွေကျွန်တော်တို့မြန်မာပြည်မှာအလုံးမရှိတဲ့ယောက်ျားတွေတပုံကြီးအဲ့ဒီယောက်ျားတွေကိုစစ်တပ်နဲ့ပေးပြီးပုဂ္ဂိကလုံခြုံရေးတင်တယ်မှာခန့်လို့ရတယ်နိုင်ငံခြားသားကလာပြီးလက်နက်ကင်နေဆိုတာကိုပြည်တွင်းထဲမှာနိုင်ငံခြားသားလာပြီးလက်နက်ကင်နေတက်ဆင်ခွင့်ပေးတယ်ဆိုတာတိုင်းပြည်ရဲ့အထောက်ချံအာဏာကိုနိုင်ငံခြားကိုပေးစားရောင်းစားလိုက်တာအတူတူပဲဒါဟာတိုင်းပြည်ကိုဖျက်ဆီးတာအဲ့တော့အမျိုးဘာသာဘာသာမှုန့်နေတဲ့ကောင်တွေအနေနဲ့ဒီလုံခြုံရေးကော်မတီဟာမျိုးကြတော့ကောင်းကောင်း လက်ခံလို့ရတယ်ပေါ့တော်တော်လည်းတရားကြဖို့ကောင်းပါတယ်နော်ဒါဒီလောက်ရဟာတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုသူတစ်ပါးလက်ထဲကိုဝါခွက်အပ်တဲ့လောက်ရပဲဒါနိုင်ငံတော်ကိုဖျက်ဆီးတဲ့လောက်ရဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ဆဲမှုကိုလက်မခံဘဲနဲ့ထွက်ပြေးတဲ့တက်ကြက်ကြီးဟောင်းတူပြစ်ခတ်ခံရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဘကွေတိုင်းရေစကြုံမြို့အထက်မှာစစ်စစ်စဲမှုကိုလက်မခံဘဲထွက်ပြေးတဲ့စစ်ကောင်စီတက်ကြဟောင်းတအူးကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖစီကနေတီးရပါတယ် ငိမ့်စာနီစစ်မှုထမ်းဟောင်းရုံးမှတောင်းဝင်ထမ်းဆောင်နေတဲ့တက်ကြက်ကြီးထွန်းအောင်ငိမ့်ဆိုင်ကန်နဲ့ထွက်လာချိန်ကာကွယ်တပ်ဖွဲ့ဝင်တွေကစစ်ဆေးဖို့လှုပ်ဆောင်နေစဉ်ထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်ရေစချိုမြို့အထက်ဆိုင်းပုံနားလေးမှာတူကိုတားပြီးတော့ကျွန်တော်တို့ဖမ်းတာပေါ့နော်ဖမ်းတဲ့ချိန်မှာတူကဖမ်းမခံဘူးထွက်ပြေးတဲ့အချိန်မှာကျွန်တော်တို့ကပြစ်ခတ်ဖမ်းရတာပေါ့အဲ့မှာမှန်ပြီးတော့လဲတော့တယ်လို့ရေစချိုမြို့နယ်ပတ်ကဖမှာတာဝန်ရှိသူတူကပြောပါတယ် ။တက်ကြကြီးထွန်းအောင်ငိမ့်စီကနေဖုံးတလုံးဆိုင်ကယ်ငွေအနှဲငယ်နဲ့မှတ်ပုံတွေတစ်ခုကိုတင်ဆက်ရရှိခဲ့တယ်လို့ဆိုပါတယ်။မေလ3ရက်နေ့ကလည်းရေစကြိုမြို့နယ်ပကဖကရေစကြိုမြို့ပေါ်စီမံရုံးပေါင်းစုံနဲ့ခဲယံပို့ပြီးပြန်လာတဲ့စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့နှစ်ဦးပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပါတယ်။နော်ဒါကတော့မြဲပြောနေတဲ့စကားရှိပါတယ်နော်ဒီစကားစော်မဲလုံးကိုယ်တိုင်ပြောထားတာပါအကျန်းဖက်ဓမ္မတွေနဲ့အတူရှင်တွဲမနေထိုင်ကြပါနဲ့ အကျမ်းဖတ်ဓမ္မအနေနဲ့အခုလိုရှင်တွဲနေထိုင်ရင်တော့အခုလိုဘဝမျိုးတည်ခြင်းစုနဲ့တည်ရလိမ့်မယ်ရှင်းချင်းလေးဒါပါပဲဟုတ်ကဲ့နောက်ဆုံးတင်းကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ညောင်တုံးတွင်ပြည်သူစစ်အချင်းချင်းရံဖြစ်ဖြစ်ဓာပြင့်ထိုးတအူးအေးပေါ်စေးအောင်တင်ရတယ်ဆိုတဲ့တင်းမဖြစ်တယ် ARD တိုင်းညောင်တုံးမြို့နယ်အမှတ်6ရပ်ကွက်မှာပြည်သူစစ်အချင်းချင်းရံဖြစ်ခဲ့ပြီးဓာနဲ့ထိုးခံရတဲ့ပြည်သူစစ်တယောက်ကအေးပေါ်စေးအောင်တင်ထားရတယ်လို့ဒေတာကနေစီကနေတီးရပါတယ်ဇွန်လ25ရက်ည10:00နာရီလောက်မှာအမှတ်6ရပ်ကွက်မှာစစ်ကောင်စီရဲ့ ပြည်သူစစ်အောင်လွင်ဆိုတဲ့တယောက်နဲ့အခြားပြည်သူစစ်ကိုရောက်လို့စကားများရန်ဖြစ်ကြပြီးအောင်လွင်ကိုဝိုင်းဝန်းရိုက်နှက်ကြပြီးဓာတ်နဲ့ထိုးခဲ့တယ်လို့ဆိုပါတယ်နီးဆက်နီးဆက်တူဒေသခံတယောက်ကအောင်လွင်ဆိုသူကဝိုင်းဖွဲ့ရိုက်နှက်ခံရတာဓာတ်နဲ့ပါအထိုးခံရတာရတဲ့ဒဏ်ရာတွေနဲ့အခုအခြေအနေမကောင်းလို့မအူပင်ပြည်သူစေယုံကနေရန်ကုန်စေယုံကိုလွှဲလိုက်ရပြီမိန်ကလေးကိစ္စနဲ့လို့ဖြစ်တယ်လို့ပြောတယ်ဟုပြောပါတယ်ဟုအမှတ်6ရက်ွက်မှာနေထိုင်ကြတဲ့ပြည်သူစစ်ဘိုချစ်တန်းဆိုးဖုံးဖုံးကိုခဇော်မင်းအောင် ရာဇာမင်း စိန်ကလာဝင်းဦးနိုင်လင်းဘောဒီနဲ့အောင်ကိုမင်းတို့ကဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ဆိုပါတယ်။အုတ်ချုပ်ရင်းနဲ့နီးစပ်သူတယောက်က၉ယောက်တယောက်ဝိုင်းလောက်ကြတာအစိုးဆုံးကရာဇာမင်းလို့ပြောတယ်။ရဲတွေစစ်သားတွေအေးအေးယူတာမတွေ့ရဘူး။ခံရတဲ့ကောင်ကတော့မနေ့ကညကမအူပင်စေးုံကနေရန်ကုန်စေးုံကိုလွှဲလိုက်တာလို့ပြောပါတယ်ဟု။အခုလို့အချင်းချင်းရန်ပစ်ပြီးဒါနဲ့ထိုးခဲ့တဲ့ပြည်သူစစ်၉ယောက်ဖွဲ့ဟာစစ်ကောင်စီကအစ်စ်ပြန်လည်ဖွဲ့စည်းပေးထားတဲ့ ရဲဝန်နှန်းဟောင်းတဲ့အုတ်ထုတ်ရဲမှုမိသားစုတွေပါတဲ့ပြည်သူ့စစ်အဖွဲ့ဖြစ်တယ်လို့သိရပါတယ်။မကောင်းတဲ့နော်လူတက်တခိုးမဒိန်အကျန်းဖက်ရာဇဝတ်ကောင်တွေစုပြည်သူ့စစ်လို့ဖွဲ့ပြီးရင်တော်လှန်တဲ့ပြည်သူတွေကိုပြန်ပြီးတော့ပြည်သူပြည်သူချင်းရန်တိုက်စဉ်းစားညံမရှိတွေးခေါ်ညံမရှိပြည်သူ့စစ်ဆိုတာပြည်နာမည်ကပြည်သူ့စစ်ဒါပေမဲ့အဲ့ဒီပြည်သူစစ်တရဲ့တာဝန်ပြည်သူစစ်တရဲ့ကာကွယ်တဲ့လောက်ရက်ကပြည်သူကိုကာကွယ်တာလားအာဏာရှင်စစ်ဘုတ်ချုပ်ကိုကာကွယ်တာလားဆိုတော့ အတိတရားတောင်မရှိတဲ့အောက်တန်းစားတွေကအပေါ်ကခိုင်းတာကိုလုပ်နော်သူ့ရက်နဲ့သူ့ဆက်တော့ဟုတ်နေကြတာပဲအဲ့တော့ပြည်သူစစ်ပြည်သူစစ်လို့ဝင်မယ်ဆိုရင်ခမားတို့စဉ်းစားပါနာမည်ကပြည်သူစစ်ပါခမားတို့ရဲ့တာဝန်ကပြည်သူကိုကာကွယ်ခွင့်ရလာတာအဲ့ဒါဆိုရင်တော့ပြည်သူစစ်လုပ်ပါပြည်သူကိုကာကွယ်ခွင့်မရဘဲနဲ့သူတို့ကိုစန့်ကျင်တဲ့ပြည်သူမှန်သမျှကိုခမားတို့ကိုခူတုံးလုပ်ပြီးတော့အခုလိုဒုက္ခပေးခိုင်းမယ်ဆိုရင်တော့ကိုလှုပ်ရမှားလားမှန်လား သမင်းစားပြီးကြီးတဲ့အုံနောက်တွေနဲ့စဉ်းစားကြပါလို့ဒီကနေ့ကနေအကြံပြုတိုက်တွန်းပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့ရဲ့တည်င်းတွေကိုအစအနေအဆုံးစောင့်မျှော်ကြီးကျူအားပေးတဲ့မိဘပြည်သူတူဦးတယောက်ချင်းဆိုင်ကိုကျေးဇူးတင်ပါတယ်။နောက်ရက်တင်ပါတယ်အခုတို့တည်င်းတို့ထွာအစီအစဉ်တွေကိုကျွန်တော်တို့အချိန်ရရင်ရတယ်လို့စူးစီးတင်ဆက်ပေးရောမှာဖြစ်ပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာ။